ားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကဒီနေ့စဉ်သုံးကိုရီးယားစကားပြောဆိုပြီးတော့ကျွန်တော်တို့ HRD ကိုရီးယားပြားထမ်းလိုက်တဲ့စာအုပ်အစ်အကြောင်းလေးကိုကျွန်တော်ပြောချင်တာပါအဲ့တော့ဒီစာအုပ်လေးကိုမပြောခင်မှာမူရင်းအဲစာအုပ်ဖြစ်တဲ့ဥစားလေးကိုကျွန်တော်တို့အရင်ကြည့်အောင်ဒီမူရင်းစာအုပ်လေးကဘာလဲဆိုတော့ HRD ကိုရီးယားအနေထုတ်ထားတဲ့ကျွန်တော်တို့ HRD ကိုရီးယား website ကိုကျွန်တော်တို့အရင်တွားကြည့်အောင်နော်အဲ့ဒီကနေကျွန်တော်တို့ယူထားတာပေါ့နော်အဲ့တော့ဒီထဲမှာကျွန်တော်တို့ textbook ကဏ္ဍကိုတွားလိုက်မယ် နော် Telescope ကဏ္ဍရောက်ပြီဆိုရင်ဒီမှာ download ဆိုရလားလေးရှိတယ်အဲ download မှာဒီမှာ sound တွေတင်ပြထားပါတယ်နော်အဲ sound တင်ရိုးတစ်ပေါ့နော်ကျွန်တော်တို့ဒီ software ပြန်လုပ်တာပေါ့နော်ဒီ software လေးကဒီ sound လေးကတော့ကျွန်တော် down ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ကထောင်းထားတဲ့ version လေးကိုပြမယ်ပေါ့နော် down ထားတာကအဲ download ထဲမှာအဲဒီ sound လေးပါနော်နော် Ilsan Sengwa အန်ကူဘောဆိုပြီးတော့နေစင်တော့ကိုရီးယားစကားပြောပါเนาะသူကအင်္ဂလိပ်ဘာသာပြန်လေးနေပါเนาะအဲ့တော့ဒီရေအောက်စာလေးကိုကျွန်တော်တို့ဟို software အနေနဲ့ပြန်ပြီးတော့ဖန်တီထားတာပေါ့เนาะဒီအာမူရင်း MP3 file တွေကိုလည်းဒီ software ထဲမှာပေါင်းထည့်ပြီးတော့ပေါ့เนาะအဲ့လိုလေးလုပ်ပြီးထားတာပါအဲ့တော့ကျွန်တော်တို့ software လေးကိုကျွန်တော်တို့ကြီးကြရအောင်အဲ့ဒီ software လေးမှာအဲကနူးအနေနဲ့ဒီသင်ခန်းစာဖွဲ့စည်းပုံစံရာ ကျွန်တော်နိုင်ငံသားလိုက်ပါဝင်ကြသူများဒါသီးသန့်ကျွန်တော်တို့ကြည့်လို့ရတာပေါ့เนาะအဲ့တော့ဒီမှာအာအခန်းနေဒီ unit အခန်းနေကိုကျွန်တော်တို့မလေ့လာခင်မှာလဲကျွန်တော်တို့ကိုရီးယားဒီစကလုံးဘာသာစကားနဲ့ရင်းနှီးကျွမ်းဝင်အောင်ဆိုပြီးတော့ကျွန်တော်တို့ဒီအဲနမူဥစားပေါ့ကနူးအတီးတဲ့နဲ့ဥစားတွေတမိုင်းနေပဲနဲ့ပတ်သက်တဲ့ဥစားတွေကိုလည်းကျွန်တော်တို့ကိုရီးယားစလုံးဘလို့ဖြစ်လာတဲ့ဥစားကိုလည်းကျွန်တော်တို့စာအုပ်ထဲအတိုင်းကျွန်တော်တို့ထည့်ပေးထားရဲပေါ့နော်အဲ့တော့ဒီမှာကြည့်ကြည့်အောင် အဲဒီလိုလေးပါနော်အဲ့တော့ဒီမှာထူးခြားတာကတော့ကျွန်တော်တို့ဒီကိုရီးယားဥစားလေးတွေကိုအတန်ထွက်နားထောင်လို့ရမှာပေါ့နော်အဲ့တော့နားထောင်လို့ရမယ်ဒါကတော့ software လေးရလုတ်ပေးနိုင်တာပေါ့နော်သူသူမှပါတဲ့လေ့ကျင့်ခန်းတွေအတိုင်းပဲကျွန်တော်တို့လေ့ကျင့်ခန်းလေးတွေလုတ်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့လေ့ကျင့်ခန်းလေးတွားကြည့်မယ်အဲ့တော့လေ့ကျင့်ခန်းမှာ MP3 ပြောတဲ့အတိုင်းကျွန်တော်တို့က live နားထောင်ရတဲ့ဥစားမျိုးရှိတယ်ပေါ့နော်အဲ့ဒါမျိုး ဒါမျိုးအတန်လေးနားထောင်လို့ရရတယ်။နောက်အမားမှန်တစ်ခုလေးကယူခိုင်းတာရှိတယ်။အီးပေါ့။အဲ့တော့ခြားတစ်ခု맞는것을고르세요အဲ့ဒီတည်းအမှန်နဲ့ဥစားယူပါဆိုကျွန်တော်တို့ကဒီဘက်မှာမှန်တာယူမိရင်အမှန်ချစ်လေးပြမယ်မားတော်ယူမိရင်မားမယ်ဆိုတာကိုပြတာပေါ့နော်အဲ့တော့အဲ့လိုလေးပါနော်အဲ့တော့နောက်တစ်ခုကလည်းဒီမှာလည်း3번မိကုံးလေးကကျွန်တော်တို့သူ့အတိုင်း순서대로글자를연결하세요ဆင်နိုင်စကလုံးလေးတွေကိုနှိပ်ပါပေါ့နော်순그림이에요 ော်အဲ့တော့ဘာပုံလေးဖြစ်မလဲပေါ့ဟိုဆိုဦးလေးကိုနှိပ်လိုက်မယ်အာအာယောယောအီအီအဲဦးဦးဒီလိုကြည်ပုံလေးဖြစ်သွားတာဗောနော်အဲ့လိုမျိုးလေးအဲ့တော့အောက်မှာနောက်ထပ်မိကုံတစ်ခုကတော့သူကတော့ဒါကိုကကိုစာရွက်နဲ့အပြင်မှာခြာရေးရမယ်ခန္ဓာလေးဗောနော်အဲ့လိုမျိုးလေးခြင်ကန်းလေးပါတယ်ဗောနော်အဲ့တော့ဒါနောက်တစ်ခုကနှုတ်ဆက်ခြင်းမှာလဲကျွန်တော်တို့အဲ သူ MP3 လေးကိုကျွန်တော်တို့အလွယ်တကူနားထောင်လို့ရအောင်ကျွန်တော်တို့ပြန်ထည့်ပေးထားတယ်သူ့နေရာနဲ့သူပေါ့ဗျာအညောင်းအဆေဟာအဲ့လိုလေးကြီးကျွန်တော်တို့နားထောင်လို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နမူနာအနေနဲ့ကျွန်တော်တို့ဟိုစာအာဂျာဂီဆိုခဲ့ကျွန်တော်တို့မိတ်ဆက်ခြင်းကိုကျွန်တော်တို့ကြည့်ရအောင်အဲ့တော့ဒီမှာဝဟရာလေးတွေကိုဘယ်လိုလေ့လာလို့ရမလဲဆိုရင်ဝဟရာလေးရဲ့အတန်အတွက်ကိုတောက်လျှောက်နားထောင်လို့ရတယ်ခလုတ်တစ်ချက်နေုံနဲ့နာဒာကြီးတွေ ဖန်အဲ့လိုလေးဖြည်းဖြည်းချင်းလိုက်သွားရမယ်ပေါ့နော်သူဆုံးတဲ့အထိအဲ့တော့ကျွန်တော်တို့အဲ့တိုင်းနားမထောင်ခြင်းဘူးဆိုရင်လည်းကိုရပြီးသားဆိုရင်လည်းအလံလေးပုံမှာနှိပ်လိုက်ပေါ့နော်အဲ့ဒါဆိုလည်းအတန်ထွက်ကနားထောင်လို့ရအောင်ကျွန်တော်လုပ်ပေးထားတယ်ပေါ့နော်အဲ့တော့သူနဲ့ဆိုင်ရာလေးချင်ငန်းလည်းရှိရဗျလေးချင်ငန်းကိုနားထောင်လေးချင်မယ်ဆိုရင်နှိပ်လိုက်ရင်ခန္ဓာတသက်စီပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီလောက်ရတဲ့လေးချင်ရတဲ့ပုံစံလေးကဒီအလံလေးပုံမှာကျွန်တော်တို့ကတစ်ဖက်ကအစာကိုကြာကြာလေးနှိပ်လိုက်ရင်သူကပုံလေး ထပ်လာတယ်ဗောနော်အဲ့ဒါလေးကိုဆွဲပြီးတော့နှစ်ဆိုင်ရာစကလုံးပေါ်မှာတင်ပေးလိုက်ရင်အမှန်ချစ်လေးပြရတယ်ဗောနော်အာဒါမှန်ရင်မှန်တယ်မှားပြီးတော့ချတဲ့အခါကျရင်ကျွန်တော်တို့မြန်မာမှာချရမယ့်ဥစားကိုညီပေါ်မှာချမင်းသူကမှားတယ်လို့ပြောတယ်ဗောနော်တကယ်တမ်းဆိုရင်မြန်မာမှာကျွန်တော်တို့ချမှာမှန်တယ်လို့ပြောမှာဗောနော်အဲ့လိုလေးလေးချင်းရတာပါနောက်အောက်ကချက်ပေါက်လေးကကျွန်တော်တို့ online မယ်ဆိုရင်ဘာဖြစ်လဲဆိုတော့ online မယ်ဆိုရင်နောက်တစ်ခါပြန်ဝင်လာရင်သူကစကလုံးလေးတွေပြောင်းသွားမယ်ဗျ။နော်အဲ့လိုလေးလေ့ကျင့်လို့ရအောင် လုပ်ပေးထားတာပါ။အဲ့တော့အဲ့ဒါကြောင့်မို့သူတတ်မှတ်တဲ့စကလုံးလေးတွေ အဲကုံသွားမယ်ပေါ့ဗျာထက်ခါတက်ခါဝင်ပြီးလေ့ကျင့်မယ်ဆိုရင်ဒါเนาะအဲ့တော့မလိုချင်ဘူးဆိုရင်တော့ချက်ပေါက်လေးပြန်ပြီးတော့ off ခဲပေါ့เนาะအဲ့တော့တရားပိုင်းဆိုင်ရာမှာလည်းကျွန်တော်တို့တရားသီးသန့်ကျွန်တော်တို့ပြန်ပြီးတော့ဖတ်လို့ရအောင်ကျွန်တော်လုပ်ပေးထားတယ်အတန်ထွက်လေးစနစ်လေးနားထောင်မယ် Channel News Clean ဗျာအဲ့တော့အဲ့လိုလေးတွေကျွန်တော်တို့လေ့ကျင့်မယ်ပေါ့เนาะနောက်တစ်ခုကတရားနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလည်းအဲအတူတူပဲအ အဲသူနဲ့ဆိုင်ရန်ဆိုင်ရန်အဲ့တော့တရာလေးချင်းကမှဘာတွေပါလာလဲဆိုတော့ကျွန်တော်တို့က show answer ဆိုတဲ့ခလုတ်ကိုကျွန်တော်တို့အဖြေခလုတ်ပေါ့နော်အဲ့ဒါကိုကြည့်လိုက်တဲ့အခါမှာအဖြေကြည့်လို့ရမယ်အဖြေကြည့်ပြီးသွားရင်ကျွန်တော်တို့ဘာသာပြန်ကြည့်ချင်း show translation ဆိုတာဆက်နေလို့ရတယ်အဲ့လိုဘာသာပြန်လေးတွေထွက်လာမှာပေါ့ဗျာအဲ့တော့အဲ့လိုမျိုးအကုန်လုံးကျွန်တော်တို့လုပ်ပေးထားပါတယ်နောက်တစ်ခုကကျွန်တော်တို့စကပြောပေါ့စကပြောမှာဆိုရင်မူရင်း MP3 file ကိုအလွယ်တကူနားထောင်လို့ရအောင်ပြန်ထည့်ပေးထားတယ်အညောဆေယော 아궁입니다.동티모르사람입니다.나는두아로무인 MP3 ဖြစ်တဲ့အတွက်ဒီအာ conversation ဒီစကားပြောအားလုံးတခါတည်းပြောမှာပေါ့နော်ရက်တခုချင်းစီနားထောင်လို့တော့မရအောင်ဒါမဲ့တခုချင်းစီနားထောင်လို့ရတဲ့စနစ်ကစာသားလေးပုံမှာနှိပ်လိုက်ပေါ့နော်안녕하세요아궁입니다အဲအဲ့ဒါဆိုရင်ဒီကဒီတလိုင်းဆိုတလိုင်းပဲဖတ်တာပေါ့နော်အဲ့လိုမျိုးလုပ်ပေးထားတာပါအဲ့တော့ဒီလိုလေးကိုကကိုအလွယ်တကူလေ့ကျင့်နားထောင်အဲ့တခါတခါအကြည့်ပေါ့နော်အဲ့လိုမျိုး ပြောင်းလုပ်ပေးထားတာပါအဲ့တော့ဂျန်နာတော့သူကနှစ်စုံစီပါတယ်ပေါ့နော်ဟိုစကပြော10နှစ်ရှိသလိုဝါရာ10နှစ်အဲတရာလည်း10နှစ်လေးချင်းကလည်း10နှစ်ပေါ့နော်အဲ့လိုမျိုးလုပ်ပေးထားတာပါအဲ့တော့ဒူးချတာကဒီမှာကျွန်တော်တို့ဒီရင်ချင်းမှုနဲ့တရင်ချက်လက်မှာဆိုရင်ကျွန်တော်တို့ဘာလုပ်ပေးထားလဲဆိုရင်စာအုပ်ထဲမှာတော့သူကတော့ချက်ပေါက်လေးမှာအွန်လို့ရအောင်ကျွန်တော်တို့လေးလိုက်လုပ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒီမှာဘာလုပ်လိုက်လဲဆိုရင် တခုကိုကျွန်တော်တို့ခန်းတခုကိုကျွန်တော်တို့33ရာခိုင်နှုန်းစီပိုင်းလိုက်တယ်ပေါ့နော်ပိုင်းလိုက်တော့ဘယ်အပိုင်းမှမရဘူးလေဥပမာဆိုကြပါစို့ကျွန်တော်ဒီထဲမှာဒီနောက်ဆုံးပိုင်းတော့မရဘူးဗျာဆိုကျွန်တော်နှိပ်ခဲရင်အဲ66ရာခိုင်နှုန်းလောက်ပြမယ်ပေါ့နော်ဟိုဘက်မှာအဲကျွန်တော်ပြန်ထွက်သွားကြည့်အဲဒါဆိုရင်66ရာခိုင်နှုန်းအပြည့်မရဘူးပေါ့နော်အစိမ့်လေးရအဲ့တော့ကျွန်တော်တို့ကပြန်ဝင်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်အဲထပ်ပြီးဒီအခန်းမှာကျွန်တော်တို့ပိုင်သွားပြီဆိုရင်ကျွန်တော်တို့ကဒါ အာတခါတည်းကိုချက်ပေါက်လေးကျွန်တော်တို့နှိပ်ခဲ့လိုက်ပေါ့နော်အားလုံးနှိပ်ပြီးသွားရင်ဆိုရင်ဒီအခန်းအတွက်အားလုံးရသွားပြီလို့ကျွန်တော်တို့ပြရလိမ့်မယ်အဲ့ဒါဆိုရင်အာခန်းတစ်ကိုကျွန်တော်တို့ဆက်ကင်စရာမလိုတော့ဘူးပေါ့နော်နောက်တစ်ခုကဖတ်နိုင်မှုကိုကျွန်တော်တို့လေ့ကျင့်တဲ့အခါမှာလည်းကျွန်တော်တို့ကအာဗတ်နိုင်မှုဖြစ်တဲ့အတွက်ဒီအတန်ထွက်မပါဘူးသို့တော့ကျွန်တော်အတန်ထွက်စနစ်ကိုထည့်ပြထားတဲ့အတွက်နားထောင်လို့ရပါတယ်။다음단어와관계있는것은무엇입니까?따라 လေးဖက်အဲ့တော့ဒီ cloud လေးတွေအောက်မှာစာသားလေးပုံနှိပ်ပါဗောနော်ဒီကနန်းလေးပုံမှာနှိပ်လိုက်ရင်ဟိုဖြည့်တဲ့ပုံစံဖြစ်သွားလိမ့်မယ်ဗောနော်အဲ့တော့ဖြည့်တယ်ဆိုရင်ကျွန်တော်တို့ဖြည့်ရမယ်အဲ့တော့ဒီနာရာဆိုတဲ့စကားလုံးနဲ့ကိုက်ညီတဲ့ဥစ္စာကိုရေးပါဆိုရင်ကျွန်တော်တို့နံပါတ်1ကိုနှိပ်လိုက်ရင်သူက show translation ဆိုတာမှန်သွားမှာပဲကျွန်တော်တို့ကဘာသာပြန်ကိုထိလို့ရတဲ့စနစ်လေးလုပ်ပေးထားတာပေါ့နော်အဲ့တော့ဘာသာပြန် cloud လေးနှိပ်လိုက်မယ်ဆိုရင်အဲ့လိုဘာသာပြန်ပြီးသားလေးကိုဟိုတင်ထောက်ကူအနေနဲ့ကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့လိုအပ်တဲ့လူကနှိပ် ပြီးကြည့်မလိုအပ်တဲ့လူကနှိပ်စရာမလိုဘူးပေါ့ဗျာအဲ့တော့အဲ့လိုပုံစံလေးလုပ်ပေးထားပါဗျာနောက်တစ်ခုကနောက်ထပ်မူမှာကျတော့ကျွန်တော်တို့မူရင်း MP3 file ကိုဗောမူ TV ဖြည့်ရတာဖြစ်တဲ့အတွက်မူရင်း MP3 file ကိုနှိပ်မယ်일번다음을듣고빈칸에알맞은것을고르십시오태국 ဲ့တော့ तू ကပြောသွားတဲ့စာသားဆိုရင်ကျွန်တော်တို့အမှနှစ်ချက်ပုံလေးနဲ့ဟိုနှိပ်လိုက်ရင်ဒါ तू ပြောတဲ့စာသားကိုပြောတာပါအအောက်မှာဆိုရင်ကျွန်တော်တို့ကဒီမှာစာသားပုံမှာလည်းနှိပ်ပြီးတော့အတန်ထွက်နားထောင်လို့ရမယ်ပေါ့နော်ထဲအဲ့တော့ဂဏန်းလေးပုံမှာရွေးလိုက်မယ်ကျွန်တော်နံပါတ်1ဖြစ်တဲ့အတွက်နှိမ့်လိုက်မှန်မှကျွန်တော်တို့က translation ဒီဘာသာပြန်ကြည့်လို့ရတဲ့ဥစားပါလာတာသို့တော့ကျွန်တော်တို့ကဒီ dash လေးတွေပြထားတာပေါ့နော်တချို့ဂဏန်းတွေမှာဘာသာပြန်မလိုအပ်ရင်ကျွန်တော်တို့ကမထည့်ဘဲနဲ့ dash အနေနဲ့ပြရတာပေါ့နော်အဲ့ဒါလေးပါအဲ့တော့ဒီမှာလဲကျွန်တော်တို့ အဲ့ဒါဘာသာပြန်လေးနေကြည့်ခြင်းနဲ့ဆိုရင်မှန်အောင်ဖြေရတယ်ပေါ့နော်မှန်အောင်ဖြေရရင် तू MP3 မှာဘာပြောလဲဆိုတာအဲနားထောင်ကြည့်ပေါ့ဒီမှာ तू ပြောတာလေးတွေကိုကျွန်တော်တို့စာသားအနေနဲ့ပြန်ကြည့်လို့ရတယ်ပေါ့နော်2番ဖေဆာဝါနိမြစ်ကอืมအဲဆိုရင်နံပါတ်1ဖြစ်တဲ့အတွက်ဒါပြီးမှကျွန်တော်တို့က translation ဘာသာပြန်လေးကြည့်လို့ရတာပေါ့နော်အဲ့တော့အဲ့လိုလေးကျွန်တော်တို့ဒီ software လေးမှာအဲ့လိုလေးအလွယ်တကူ လေ့လာလို့ရအောင်လုပ်ပေးထားတာပါအဲ့တော့ဒါနဒါနအားလုံးဟာအဲ့လိုလေးပါပဲကျွန်တော်တို့ဒီမှာတရားရဂိုင်းလုံးပြည်သွားပြီဆိုရင်ဒီမိတ်ဆက်ချင်းမှာကျွန်တော်တို့အာဝါဟာရတွေကျွန်တော်တို့ဒီအာယဉ်ကျေးမှုနဲ့ပတ်သက်တာတွေအကုန်လုံးနားလည်သွားပြီဆိုရင်ကျွန်တော်100%အတင်ခဲ့လို့ရတာပေါ့နော်အဲ့တော့အဲ့လိုလေးကျွန်တော်တို့ဒီ software မှာ1နှစ်3ဆိုပြီးတော့ကျွန်တော်တို့ခမဲ့ပေးထားတာပေါ့နော် ောက်တစ်ခုကနံပါတ်3နံပါတ်3လဲကျွန်တော်တို့ဒီတိုင်းပဲဗောနော်အကုန်လုံးကဒီချိုးတိုင်းပဲချိုးထားတာဗောနော်အဲ့တော့ channel အခန်းလေးကိုကျွန်တော်တို့ကြည့်ကျင်နေဆိုရင်တော့ကျွန်တော်တို့ဒီ software လေးကိုတနစ်စာဝယ်ယူလို့ရပါတယ်နော်အဲ့တော့ကျွန်တော်တို့ဆက်သွယ်နိုင်တဲ့ဥစားရှိပါတယ် Telegram Viber နဲ့ဆက်သွယ်လို့ရပါတယ်အဲ့တော့အဲ့တော့တင်ထောက်ကူ software လေးတခုဖြစ်တဲ့အတွက်အဲ့တော့ EBS တော့ပဲစာမုံးပွဲကိုဖြေဆိုမဲ့ကြောင်းသူကြောင်းသားတွေအတွက်ပဲတင်ထောက်ကိုကောင်းတစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်